ပြီးကြစတမိုးယူပြည်ရင်းမှာပုံနဲ့ထုတ်လို့တက်မလို့ရှိဒီလိုကရက်စမိုင်းယူပိုင်ဆိုင်နဲ့တက်မလို့ရှိဘုရားတို့စစ်တီတီတမိုးကြီးတွေပိုင်ဆိုင်နဲ့တက်မလို့ရှိမရှာကြီးရဲ့ကရင်ငါးစက်လေးလိုရဟင်းကြီးပိုင်ဆိုင်နဲ့တက်မလို့ရှိတက်မလို့ရှိအောင်ရွှေလေးရေတက်စခန်းတော့ကြားရတယ်ငါကတော့ပိတ်ဆို့မှုကြည့်နေတဲ့အချိန်မှာမင်းအောင်နိုင်ကိုထိုင်းနိုင်ငံကိုလာဖို့ပြေးတဲ့ဆိုတော့ထိုင်းနိုင်ငံရဲ့ဘော်ဒါရာဒါအခုတည်းတော့လုံးဝမဖြစ်နိုင်ဘူးဒါဟာတရားဝင်ရှယ်လေးမှုလို့ယူဆတယ် ဟယ်လိုချရမီဝပီတူညကိုမော်မာများအားလုံးပဲမင်္ဂလာပါ news speech channel ကနေပြတော်မှာကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 24ရက်နေ့ကျွန်တော်တို့တနင်္လာနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားတရတဲ့တော်လန်ဒရင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့ပိုင်းမှာတော်လန်ရဆူရန်နေပြတော်မှာယူဆောင်လိုက်ပြတဲ့တရင်းကောင်းတွေပါဝင်ဘောမိုက်ခွဲပေါ့နော်ခြေခွဲလောင်မြဲတောင်တွေလည်းကြည့်ရမှာမလို့ကျွန်တော်နဲ့သူအဆဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတရင်တော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့ မန္တလေးတိုင်းငန်းစုံမြို့နယ်မန္တလေးမြင်းချမ်းလမ်းပိုင်းမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့မှအတင်းအဓမ္မစစ်ကြေးကောင်းနေတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝန်ရောက်တိုက်ခိုက်လို့စစ်တပ်ဘက်ကလေးဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။မလ27ရက်နေ့နာနဲ့9:45မိနစ်အချိန်မှာငန်းစုံမြို့နယ်မြို့သားစစ်မှုဇုံနဲ့အင်းဝပန်နီမှာတပ်ဆွဲထားတဲ့အချမ်းဖက်စစ်ကောင်စီတပ်သား15ဦးဟာဆိုရင်မန္တလေးမြင်းချမ်းလမ်းပိုင်းမှာခရီးသွားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့မှ အတင်းအဓမ္မစစ်ကြေးကောင်းမှုတွေပြုလုပ်နေလို့တော်လိုင်းရဲဘော်တွေကနေပြီးတော့မှဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရတာပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ပေါ့နော်၄កောင်တေဆုံးသွားတာပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ဟာဆိုလက်တန်းရရှိသွားတယ်လို့သိရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးလို့ဆောင်နေတဲ့အကူကကျွန်တော်ပြည်သူတွေတော့ပေါ့နော်အခုဆိုရင်ပြန်ပြီးတော့မှပေးဆက်ခိုင်းနေတာပြီးတော့မှမကြခင်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြဆုံခန်းကိုဒီထက်ပိုမှမြင်ရဖို့ရှိတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ လူမိုက်တပည့်တွေမွေးမြူပြီးတော့မှဒေတာခန်တွေဆေးရနဲ့အကြောင်းမျိုးမျိုးပြငွေညစ်ချင်းချောင်းမှုတွေပြုလုပ်နေတဲ့တန်လျင်အောင်ချမ်းသာရက်ကွက်အုပ်ချုပ်ရေးမှုရည်မေခေါ်ဖင်ကြီးမားနယ်ဖွဲ့ကိုစစ်ကောင်ဆေးရနေပြီးတော့မှဖမ်းဆီးသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နာမည်ကတော့စောက်စန်းကြီးနော်။အုပ်ကြီးရည်မေကတားတောင်းကြတဲ့မနစ်စွန်တန်လျင်ပေါ်ဈေးအောက်ဈေးကိုလူမိုက်တွေခြံရံဝန်းလာပြီးတော့မှကယ်ရီတွေဈေးသူဈေးသားတွေကိုလူပလဲဝတဲ့တတောင်ကျော်လောက်ဝရင်တို့ကင်ပြီးတော့မှတနေ့တမျိုးချင်းချောက်တာသူ့တမက်ကစစ်တပ်ကဘုံမှုဆင့်လို့ပြောတဲ့ဆိုတော့မှ တန်လင်းဒေတာခံမျိုးသမီးတူကနေပြန်မပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့သူတို့ချင်းချင်းပြန်ပြတော့ပါနော်စကောလူရင်နဲ့ပြန်ပြတော့မှကိုက်နေတာဖြစ်ပြမစကောစီတဖို့နေရဆိုလဲငွေကြီးချမ်းတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးလူမိုက်တွေငါပြတော့မှပြီးသူရင်ပေါ်မှာပေါ့နော်နန်တက်စီနေလို့နေတဲ့အုပ်စုတွေကိုစကောဆီကနေပြရပြန်လဲပြတော့မှဖန်စီသွားတာဖြစ်ပြမကျွန်တော်တော်လည်းရဲဘော်တွေကနေပြမအခုဆိုရင်စောင့်ကြည့်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဖို့အနေနဲ့ကတော့ မန္တလေးမြို့မဟာအောင်မြေမြို့နယ်တမြို့နယ်လုံးကလူငယ်လူရွယ်တွေကိုမဲနဲ့ရွေးချယ်ပြီးတော့မှပတ်စင်စင်းတဲ့အတွက်စစ်သားတဲစုဆောင်မှာမလို့မနေ့ဖြန်မလ24ရက်နေ့မနေ့ပိုင်းဓမယုံနဲ့တမတ်နေရာတွေမှာမပြတ်မကွက်မဲလာနိုင်ကြဖို့စစ်အစိုးရနဲ့ပြည်တော်ကမြို့နယ်လော့စပီကာနဲ့လိုက်အောင်နေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။မနေ့ဖြန်မဲလာနိုင်ဖို့စာရွက်လဲလာပေးတယ်။မနေ့လဲလိုက်အောင်တယ်ကိုတိုင်းလာလာမလာလာသူတို့ကမဲနိုင်မှာမို့ကိုတိုင်းလာနိုင်ဖို့ပြောသွားတယ်ပြည်တော်မှာမဟာအောင်မြေမြို့နယ်မှာနေထိုင်သူတို့ကနေပြည်တော်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့ကျွန်တော်အဆုံးစွန်ဒီပေါ့နော်။ လူငယ်တွေကိုဒီရှေ့တန်းစမရပြင်ကိုပို့ဖို့ခုဆိုရင်ပေါ်တာဆက်ဖန်းစီမှုတွေစစ်တိုက်လုံးဆောင်နေတာဖြစ်ပြီးတော့မှဒါကကျတို့ပေါ့နော်တရားဝင်သူတို့ကနေပြီးတော့မှပေါ်တာဆွဲနေပြီဆိုတဲ့အကြောင်းကိုမျိုးနဲ့လိုက်ကြော်ညာလိုက်တယ်ပဲဖြစ်ပါတယ်ဆိုတော့ကျတို့နေနဲ့လိုရမှာတခုကတော့တော်လိုင်းရဲမှာဒီတိုင်းပေါ်ပြပြမနေတော့ဘဲနဲ့ပေါ့နော်ကျတို့တော်လိုင်းရဆုတွေနဲ့ပူပေါင်းပြီးတော့မှဒီစစ်ခွေးတတိုက်ကိုဖြိုချရတော့မယ့်အချိန်ပဲဖြစ်ပါတယ်ကဲကျတို့ဒီနေ့မှနဲ့ပထမဆုံးအနေနဲ့ကြက်မှာကတော့ဆရာလူမြတ်ကျော်ကနေပြီးတော့မှခုဆိုရင်တိုင်းတုံးလိုင်းစစ်စင်ရင်းနေပေါ့နော်ကျတို့ပြီးမှတော်လိုင်းရဆုတွေပူပေါင်းပြီးတော့မှအောင်ပွဲတွေရရှိနေတဲ့ ဘူချုထုမြတ်နိုင်ဦးဆောင်တဲ့အေတပ်ဖွဲ့ရဲ့ရခိတအိမ်မက်နဲ့အခုစစ်ကောင်စီရဲ့ပေါ့နော်ကြာဆုံးခန်းတွေကိုတွန်းနေပြီးတော့မှတေချာလို့တုံးတာပြောဆိုထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စကြည့်လိုက်ရအောင်လား။ကျွန်တော်တို့လက်ရှိ EAO ဆိုတဲ့တိုင်းသားတော်လှန်ရေးတပ်တွေထဲမှာမှဘီဒလူလူရဲ့အတင်းအလုံးကိုစွတ်ကင်ထားပြီးရခိုင်ပြည်နယ်အပါဝင်တိုင်း၃တိုင်းစစ်မြေနာဖွင့်ထားတဲ့တပ်မှုချုပ်တိုက်ပွဲကမွေးထုတ်လိုက်တဲ့သူဘယ်သူဖြစ်မလဲ။ ဘုကျုံထုံးမြင်နိုင်စနေဟာဘုကျုံထုံးမြင်နိုင်2019မှာဗာပြောခဲ့လေဆိုလေတရင်ကောက်ကြောင်းလေးတခုကျွန်တော်ပြောပြပါမယ်ငါတို့မှာတိုက်တင်နေနေအားလည်းရှိလက်နဲ့လည်းရှိနေမှာပေါ့။ဘာကြောင့်မတိုက်သေးတာဒီလားအချိန်ကတခုကိုစိတ်ရှိရှိနဲ့စောင့်နေပါမယ်2020နဲ့2025 6လပိုင်းလောက်ဆိုရင်မင်းတို့ကိုကူးပြတ်သွင်းမယ်နေပြီးတော့ဒီတက်ကြိတ်ပိုက်မှာတော့ဆိုတာမျိုးတွေထိပ် ဟာကတက်တော့အေးတမှုကျုပ်ကိုကျုပ်ထုတ်မြင်နိုင်တယ်နောက်ဆက်ကောင်မှာပြောခဲ့ပါတယ်อืมအဲ့တော့တမှုကျုပ်ကိုကျုပ်ထုတ်မြင်နိုင်အပါဘင်းဟာကတက်တော့အေးဟာကတက်တော့အေးနဲ့လူငယ်ကောင်းဆောင်တွေရဲ့အာခအိမ်မက်ရကိတာအိမ်မက်အခုဆိုရင်နှွေဦးနဲ့ချိတ်ဆက်နေတဲ့အခြေအနေပါရကိတာအိမ်မက်ဆိုတဲ့ရခိုင်ပြည်နယ်တခွေစစ်ကွေးကင်းစင်ကြီးအတွက်ရခိုင်တပြည်လုံးကိုတိမ့်ပိုက်ထားပြီးစစ်တွေကြောက်မှအောင်တုံးရုပ်ဘိုင်ပတ်ပိတ်စတာ နေဦးနဲ့ဘလို့ချက်ချားလဲဆိုတော့အမ်မင်ဘူးတောင်ကုတ်ဦးရှိပေကွာမတိုင်းကြောက်အေးရောင်တွေတိုက်ကန်းကြီးထိုးစစ်နေဦးကပေါ်ပေါ်လာတဲ့ PDF တွေနဲ့ချိတ်ဆက်ပြီးတော့လက်ရှိလေးမျက်နာတိုက်ဝေးတာပေါင်းပသိမ်လမ်းကြောင်းကြီးပြီးပတော့မြောင်းခြေတော့မြောင်းကျုံကပ်ပါဆာများစီဘင်္ဂလားပင်လေးကမှာအရှိန်ပြင်းပြင်းနဲ့တိုက်လိုက် မုန်တိုင်းလိုပဲစစ်ချိန်တဟုန်တို့နဲ့နွာလန်ဥပပကဲတော့တချိန်တို့ထိုးစင်နေဖို့ဆင်းလာလိုက်တာရခိုင်ရုံးမကိုကြော်ပြီးຫນွေဥဆိုတဲ့တော်လိုင်းရေးကြီးနဲ့ပေါက်ဆက်ချိတ်ဆက်လိုက်တဲ့အခါကျတော့လက်ရှိတိုင်းနဲ့ပြည်နယ်ဆက်လင်းကူမှာတိုင်းနဲ့ပြည်နယ်၅ခုတပ်မနဲ့အာကတ်တော်အင်းနဲ့ချိတ်ဆက်စစ်မှန်တာဖွင့်ထိုးစင်စင်ပြည်နယ်တွေအနေနဲ့ကြည့်မယ်ဆိုရင်ချင်းရခိုင်ရှမ်းမြောက်ကချင်မှာလည်းတချို့တော့ပါနေ ီနယ်သုံးခုတိုင်တာတိုင်ဒီဘက်က PDF တည်တာ MOD တွေဒါအခြားတက်ပြီလားညီညီညညာထချွတ် KNU လို့ဒါညီညာထချွတ်ရင်ဘာပြောကောင်းလဲပြောင်းပြီအဲ့တော့ကန်ဆိုးမှသွားရမိုးလိုက်လို့ရောကန်ဆိုးပြီးမိုးမောင်နဲ့မင်းအောင်လိုက်တယောက်ကထပ်ပြီးတော့ရခိုင်ရိုးမှကြော်တာနဲ့အကပါစာကြည့်တယ်။အေအော်ရီတဲ့အနောက်ဘက်ကန်တကူလုံးရဲ့ထိုးစစ်ဘလူးမှတာမရ။တတ်တမန်ကြီးကြည့်မလား။အရခတ်တတူ။ຫນွေ ဦးအချိအဆက်နဲ့အတူအိန္ဒိယဘင်္ဂလားဒေ့ရှ်တို့ကိုအာကပ်တက်တော့ပြီကစီးပွားရေးချိတ်ဆက်ဆောင်ရွက်နေပြီကုလသမဂ္ဂတွင်မှုချုပ်ဘူချုပ်ထုံမြင့်နိုင်ကဆောင်နေကုလသမဂ္ဂတွင်မှုချုပ်ကတော့အာကပ်တက်တော့ဘူချုပ်ထုံမြင့်နိုင်အပါဝင်ကောင်းဆောင်နေဘူးတွေးဆောင်သင့်တယ်လို့ပြောထားပြီကဲဒီမှာဆရာလူမြတ်ကျော်ပြောသလိုပဲပေါ့နော်ကျတော်တို့အာရခတ်တော်ဘူချုပ်ထုံမြင့်နိုင်ရဲ့အရင်ကပြောခဲ့ဘူးတဲ့စကားတွေဟာအခုဆိုရင်တို့ရကနေပြတော့ မိဘပြည်သူတွေကိုပြန်လဲတိတိပြနေတာပြုံးပါဘောနော်အောင်ပွဲတွေရရှိနေတယ်ဆိုတဲ့အကြောင်းလည်းပြောဆိုသွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအောင်ပွဲတွေရရှိခြင်းအနေနဲ့ပြတော့မှကျွန်တော်ခုဆိုရင်ဒီ UN ကပေါ့နော်အသွင်အမှုချုပ်ကိုယ်တိုင်ကနေပြတော့မှအေကောင်းဆောင်တွေတွေ့ဆုံမယ်ဆိုပြတော့မှပြောဆိုလိုက်တာပြတော့မှအခုဆိုရင်ကျွန်တော်တို့ဒီကပ္ပါဆဆလင်းနေရုံတွေကိုထပ်မံတင်ပရရှိဖို့အခြေအနေကောင်းနေတော့ပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ခုချိန်မှာတော်လိုင်းရေးရာစုတွေထဲမှာပေါ့နော်ရေပန်းဆောဆောင်းနဲ့ပြည်သူတွေရဲ့အချက်ကိုရရှိနေတဲ့အာရခတတော်ရဲ့ဘူချုပ်ထွန်းမြေနဲ့ဥဆောင်တဲ့လျှောက်မှာဆိုရင်ဘယ်လောက်ထိတိုးတက်ပြီးတော့မှာပေါ့နော် နိုင်ငံကားဖွဲ့စည်းတွေကလည်းပြတော့မှလည်းအထင်ကြီးလေးဆန့်နေရတယ်ဆိုတဲ့အကြောင်းသူကနေပြတော့မှတေချာလေးသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေနဲ့ရှမ်းပြည်နယ်မိုင်းဆင်မြို့ကအချင်းပြချအစားနေတဲ့ပေါ့နော်ဆရာဝန်ကြောက်တင်ဆက်ထားတဲ့တဲ့လေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။ဒီကောင်မှာတော့ကျမတို့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ Mindset မြို့ကပြည်သူတအုပ်ပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ Mindset ပြည်သူ့စေယုံကထွေထွေယောဂကုဆရာဝန်ဒေါက်တာတိတ်ထွန်းအောင်ဟာအစိုးရလာစာယူထားပြီး ြို့ထဲမှာရှိတဲ့သူ့ဆေးကမ်းမှာမနက်၈နာရီကနေလူနာကုန်တဲ့အချိန်ဖြစ်တဲ့အထိနေပါတယ်။နေကင်း၅နာရီဝေးချိန်မှသာဆေးရုံကိုရောက်ပါတယ်။ဆေးရုံလာပြတဲ့လူနာတွေက မနက်၉နာရီကနေသူလာတဲ့အချိန်အထိအချိန်ကုန်ခံပြီးစောင့်နေကြပါတယ်။အတွင်းလူနာကြည့်ပြီးရင်မွန်းလွဲ၃နာရီအချိန်လောက်ထိရောက်နေပါပြီ။အစိုးရလာစားစားပြီးသူ့ဆေးကမ်းမှာ ထိုင်ပြီးမှဆေးရုံလာတာတော့မလုပ်သင့်ပါဘူး။တခြားဆရာဝန်တွေလိုရုံးချိန်ပြပဖြစ်တဲ့ မနက်ပိုင်း9:00နာရီမတိုင်ခင်နဲ့ညနေ4:00နာရီနောက်ပိုင်းမှာပဲစီကံဖွင့်တင်ပါတယ်။ဆေးရုံမှာဆိုရင်လဲဆေးရောင်းတဲ့နေရာမှာအစိုးရအလုပ်ထွက်ပြီးလှုပ်ရှားနေတဲ့ဆီယာမကဆီယာဝင်းစံတက်ခတောင်းပါတယ်။လူနာတယောက်ကို8000ကနေ8000အထိထည့်တောင်းနေပါတယ်။အခုလိုလုံနေတာကိုအထက်ကတည်အောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အခွေသားတွေကလိုဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ကြားတဲ့အတိုင်းပဲပေါ့နော်။မိုင်းဆက်မျိုးကဒီဆေးရုံဆရာဝန်တယောက်ပါဆိုရင်ကိုပိုင်ဆိုင်ဖွင့်ပြတော့မှာပေါ့နော်။အခုလိုမျိုးသူကနေပြတော့မှာအစိုးရဝန်ထမ်းလာခါယူပြတော့မှာလုံဆန်းနေတာကိုကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။ဆေးရုံကြီးကိုလာတဲ့ကျွန်တော်တို့ပြည်သူတွေကတော့အခုဆိုရင်ဒီလိုမျိုးဆရာဝန်တွေကြောက်မလို့ပေါ့နော်။အသက်ဆုံးရှင်ရတွေများနေတာပြတော့မှာဒါကဒီဘောမှာတွေပြပြနေတဲ့ CDM ဆရာဝန်တွေကြောက်ဆိုတဲ့ဟာကိုကျွန်တော်တို့ဘက်ကနေပြတော့မှာ ခြေဖြစ်တည်တည်ပြနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော် CDM 7ကြောင့်မဟုတ်ဘဲနဲ့စစ်ကောင်စီရဲ့လက်မှာပဲလှုပ်လှုပ်ပြီးတော့မှပြည်သူတွေရဲ့အသက်တွေကိုမမျောဘဲနဲ့ကိုချိုးတွက်ချနေတဲ့ဆရာဝန်တွေများစွာလဲကျွန်တော်တွေ့တဲ့ဆိုတဲ့အကြောင်းကိုမောမလော်ဘီတွေတည်တည်နေတာပဲဖြစ်ပါတယ်ကြာကျွန်တော်နောက်ထပ် video သဘောအနေနဲ့မြောက်လိုင်းကနေပြီးတော့မှ2025ဒါမမို့2026ထဲမှာကျင်းပဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဒီပါတီဆောင်ဒီမိုကရေစီအရဆိုရင်သူတို့ကနေပြတော့မှာပေါ့နော် ရွေးချယ်လိုက်တာမျိုးပဲနဲ့ပြည်သူလူပကနဲ့ပြည်မှာတောင်းဆိုလို့လုပ်ပေးရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မျိုးစားတွေပြောတော့တာဖြစ်ပါတယ်ဒီကောင်ဘလိုမျိုးပေါ့လို့ပဲစားတွေပြောထားလဲဆိုတော့ကျွန်တော်စပီရိုမှာကြည့်လိုက်ရအောင်နော်ကျွန်တော်တို့တက်မလို့ကလူကိုရီးယားရဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုလက်ခံတယ်ပဲကျွန်တော်တို့ပြောပြတာဖြစ်ပါတယ်ဒေါက်တာဆေရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲမှာလည်းအားလုံးပါဝင်ပြီးပြပေးပါရိုးသားသားပါကျွန်တော်အခုလည်းတကယ်ရိုးသားသားကျွန်တော်ပြောတာကျွန်တော်တကယ်တော့ကျွန်တော်တင်ပြီးဒီနေ့ဖူဖူတက်တက်တဲ့တိုင်ပြီးတူကိုကြည့်ချင်ပါ ဓမ္မိုက်တင်ကားစာတွေဖြတ်သားလာဓမ္မိုက်တင်လို့ရှိရင်ကျွန်တော်တို့ကရှီကြီးဝါလဲဝင်ခဲ့တယ်ရှင်ကန်ဝါလဲဝင်ခဲ့တယ်အဲ့တော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင်အကောင်ဆုံးသောအခြေအနေကတော့နိုင်ငံရေးမှာတော့ပါတီတို့ဒီမိုကရေစီစနစ်ကတော့အကောင်ဆုံးဖြစ်တယ်ဆိုတာကျွန်တော်ပြေပါငါကျွန်တော်လက်ခံပါကျွန်တော်ခုနကတည်းကဒါအောင်လဲဟုတ်လားအားပေးပါတူတူလည်းသူတည်းပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့ဒါလည်းတော်တော်လေးရှိပါဒါလည်းပတ်သက်ရင်လည်းအဲ့ဒါကျွန်တော်တို့ကတော့ဒီမိုကရေစီနဲ့နိုင်ငံမြန်မာချင်းမှာကျွန်တော်ပြေးထားတာရှိတယ် ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖန်နစီကိုကြားတဲ့ပြည်တော်စုတည်ဆောက်ရေးဆိုကျွန်တော်တို့ပြီးခဲ့တာရှိဖက်ဒရယ်ခွင့်ရေးတွေပြီးဖို့ဒါလေးပြီးဖို့ဒါဆင်းရဲရှိပါတိုးတော်လည်းသူ့ထိုက်တဲ့ဟာပေါ့ဒါဒါတွေတော့ကျွန်တော်တို့သွားမှာလူကြတဲ့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်တို့လည်းဖြစ်ချင်တာခင်ဗျားတို့လည်းဖြစ်ချင်တာအများကြီးရှိမှာဒါပေမဲ့လူလို့နတ်မလိုက်နိုင်ဆိုသလိုပဲအခုတို့လည်းမဖြစ်နိုင်ဘူးဖြစ်တယ်ဖြစ်ထိုက်တာတော့ကျွန်တော်ဖြစ်အောင်ဥပဒေကကျွန်တော်တို့သွားအများကြီးဆုံးဖတ်ချင်တယ်ကျွန်တော်သွားမှာဖြစ်မှာဒါကြီးကနိုင်ငံရေးအဲ့တော့ဒီလိုသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးက ဟုတ်လားဒီမိုကရေစီလက်ခံလဲဆိုရင်ကျွန်တော်တို့ကပါတီဆိုဒီမိုကရေစီပြည်သူကတောင်းဆိုတာလေနော်ကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကကဲဒီမင်းအောင်လည်းရပါတော့နော်အခုဆိုရင်ခွေးပစကားတွေပြောနေတာကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးတရားကိုခွေးကိုကြီးရနေပြတော့မှကျွန်တော်တို့ပြည်သူတွေကနေပြတော့မှပါတီဆိုဒီမိုကရေစီကိုလိုချင်လို့သူတို့ဘက်ကနေပြတော့မှ လိုက်လုပ်ပေးရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ WhatsApp ပြောဆိုထားတာပြပမာဒါကသူတို့အနေနဲ့ပေါ့နော်။ကမ္ဘာလည်းမှာတရားဝင်အစိုးရဖြစ်ဖို့စူးစမ်းနေတယ်ဆိုတာကိုကျွန်တော်တို့ခုဆိုရင်ပေါ်ပေါ်ထင်ထင်နဲ့တွေ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကနေပြမာလည်းခုဆိုရင်ဒီတော်လိုင်းအိမ်မှာပေါ့နော်။အောင်မြင်မှုရရှိဖို့စူးစမ်းနေတဲ့အချိန်မှာပဲမြောက်လိုင်းရဲ့ဒီလိုမျိုးရှိမရှိပြောတဲ့စကားတွေကိုနားမြောင်မဲနဲ့အားလုံးညီညာစွာနဲ့တပေါင်းစုကြီးတစ်ခုဖွဲ့ပြီးတော့မှအမြန်ဆုံးခြေဖြတ်တော့ဖို့လူနေတာဖြစ်ပါတယ်။ ဆိုတော့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဘောမိုင်းကပူတူမနေပြီးတော့မှဖျားစီတီပထိုးတွေကို PDF ဖွဲတွေကနေပြီးတော့မှဖြည့်ဆည်းနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဟောရဖြန့်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီပူတူမရောဘယ်လိုမျိုးတွေအားချောင်းထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှခြေလိုက်ရအောင်နော်အခုကြောင့်မှာအမင်းကမစစ်တပ်ကလေရင်ကနေအနိုင်ပြန်တန်းပြီးတော့တဲ့ဘုံချဲတဲ့အတွက်မင်းကဘုရိုးတော်ကြီးနဲ့အများသိနေစီဒီချားထဲမှာကနော်ဘုန်းကြီးဆရာတော်ကြီးရဲ့ရုပ်ကလက်ကိုကြောင်းတောင်ရှိတယ်။အဲ့ဒီမှာတာသနာဆောင်ကိုတသိလေးတော့ရှိတယ်။အဲ့ဒါလေးတက်စီပါဘုန်းခမရတို့ကြီးချက်ချင်းလက်ငယ်တာသနီကအဆောက်အုံဆိုပြီးတော့စစ်တပ်မုန်းကြီးဝါဒခန့်တယ်။ ဒါဆိုရင်ကျမမေးမယ်အဲ့ဒီမင်းကွန်းဒေတာမှာမင်းကွန်းဘုရားတော်ကြီးဖရာရင်းမင်းတော်မှာလက်နဲ့ကြီးခြပြီးတော့ဖရာရင်းမင်းတော်မှာလက်နဲ့ကြီးခြပြီးတော့ဆက်ဆက်ခံလုပ်ခဲ့တာဘယ်သူလဲနောက်ထမင်းစားပြီးကြီးရင်ကျမကလူလူမေးတာခင်ဗျားတို့လူလူဖြစ်မင်းကွန်းဘုရားတော်ကြီးဖရာရင်းမင်းတော်ကိုဆက်ဆက်ခံလုပ်ပြီးတော့လက်နဲ့ကြီးတွေနဲ့ဖရာကိုဖရာစီတွေကိုကပါယူပြီးတော့အကြမ်းဖက်မှုလုပ်ခဲ့တာဘယ်သူလဲခင်ဗျားတို့တွေပဲဒါကြောင့်မကျမကပြောတယ်စစ်ကိုမခေါ်ပါနဲ့ခင်ဗျားတို့စစ်ကိုခေါ်ခဲ့တယ်ကျိန်တော်ဆုံးမယ်နော် ပကံဆိုရင်လည်းဒီလိုပဲပါတီးရောင်ရတာပဲနောက်ပြီးသူကာကွယ်တက်ခွဲပကံဘလူးတက်ခွဲကျွန်တော်တို့ကပကံမျိုးကိုတင်းအောင်မယ်ဆိုပြီးတော့ဖရားစီဒီဒီချားထဲမှာဖရားစီဒီဒီကိုခမားတို့အချမ်းပတ်စကန်ဆက်စကန်လုပ်ပြီးဖရားရင်ပြင်းတော်ကိုခမားတို့လက်နဲ့တင်နေစစ်ပွဲတွေပေါ်ဆောင်တယ်အဲ့ဒီပကံဘလူးအခွဲကပကံမျိုးကိုကျွန်တော်တို့တင်းအောင်မယ်ဖရားကူးတွေမလာပါနဲ့ဒီပကံမျိုးထဲမှာကျွန်တော်တို့ဆက်စကန်ချပါမယ်ပြောတော့အဲ့ဒီပကံဘလူးအခွဲကို PDF တွေကိုတခြားသောအနေနဲ့ရဲကရကသမားတွေအားပေးတဲ့လူတွေပေါ့ပြည့်ပြည့်မီဒီယာတွေကိုဝိုင်းပြီးအားပေးကြတယ်။တကယ်ဆိုရင်ဒီလိုရှိရောက်ရေချင်းရေချင်းမှုနေနေမှာနော်သူကပြောရင်မူးနေရေချင်းမှုနေနေမှာဒီလိုမျိုးတွေမလုပ်ပါနဲ့လို့ခမရတော့ဗဇက်ကတခေါက်မှမတားခဲ့ကြဘူး။နော်ဘကဲဆိုတာရှေ့မင်းအဆက်ဆက်တယ်ကခမရတော့အနည်းဆုံးတော့၁၀တန်းတော့တက်ရလိမ့်မယ်။ခမရတော့အနည်းဆုံးတော့မိဖုရားဖွာဆောင်ကြောက်စာတို့တင်ငယ်တို့တမီကြောက်စာတို့နော်ခမရတော့အနည်းဆုံးတော့တင်ပူးရလိမ့်မယ်။ဖျားကယ်ခဲ့တဲ့ ။ဟိုအရှင်ဆန်းဆက်ကဖရားတည်ခဲ့တဲ့ဖရားတကာဒကာမကြီးမှာကျင်းစာရီရှိတယ်နော်။ပေါ်တတိမမနဲ့ခဏတော့အဲ့ဒီကျင်းစာရီစုမယ်။ပုဒ်မှာတော့ကြောက်တော့ပါနော်ဒီဖျားစေတီပထောတွေကိုတော်လိုင်းတဖို့ဝင်နေရတယ်ပြတော့မှဖြစ်စည်းနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျင်းစာစုမယ်ဆိုတာတော့မှပါနော်ပစကနေပြတော့မှပြောထွေရတာကိုတွေ့ရပဲဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကြတော့ဒီစေတီပထောတွေကိုသူရနေပြတော့မှဘုံချက်တက်ခတ်တော့စစ်တဲလို့ဆောင်နေတာပြတော့မှအရင်တော့လဲပါနော်ကျတော့ဒီဖုန်ကြီးတံငါတွေနေတဲ့စာတင်တက်တွေတော့မှ တီတီလေးနဲ့ကိုတို့ရနေပြမမဘုံကြက်တစ်ဖက်ခဲ့တော့ကျတော့မိချင်အောင်ဆောင်နေတဲ့အဖွဲတွေပဲဖြစ်တယ်ဆိုတော့ကျတို့အနေနဲ့တီထားရမှာတကူကတော့ဒီမြောက်လိုင်းတို့အိုးစုတွေနဲ့ဒီအချမ်းဖက်ကိုအားပြောင်းမျိုးလို့နေတဲ့ပေါ့နော်စစ်ခွေးဘောမလော်ပြီးတတက်ရဆိုရင်မိဘပြည်သူတွေကိုဝါရဖြန့်ဂျင်းထဲနေတာပြမမသိရင်တို့ရပဲပေါ့နော်တို့ရကောင်းအောင်ဆောင်နေတာကိုကျတို့အနေနဲ့တွေ့ရတာပဲဖြစ်ပါတယ်ကျတို့တော့ထပ်ဗီဒီယိုတပိုးနေနဲ့ဒီဘောမစကောင်ဖြစ်တဲ့ပေါ့နော်အဘသားမင်းသားကြီးဆိုတဲ့ငနဲ့ကနေပြမအခုဆိုရင်ကပအစ်မိပါတယ်ဆိုတော့ရေတပ်ဌာနချုပ်ကြီးတွေအေးရက်လက်ထက်ကိုကြောက်ရော်လို့ ပေါက်ကွဲပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးကြည်ကွဲလို့မျိုးဆိုရင်ပြောမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ဖြစ်စီဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ကလေးတူငယ်အပါဝင်ရာရှိစတီမိသားစု900ကျော်ဟင်းဒီအဖြစ်ဆိုရင်ကျုံခဲ့ရတယ်အေးထုံးပြနိုင်အဖွဲ့ရဲ့ရုံမှာရိုင်းဆိုင်မှုတွေဟာပြောမကုန်ဘူးဒီခိုင်းမှာကျွန်တော်ချင်းချင်းတက်တယ်အနေနဲ့ရွေးချယ်တွန်းလန့်တိုက်ခိုက်ပေးတယ်ဒီနေ့ညီမတက်မလို့ရေး3 D အစင်တီရောက်နေတက်မလို့ရေး ဖရီဂိတ်စတမောကြီးကိုကိုယ်တိုင်တိဆောက်တဲ့တက်မလို့ရှိ135မီတာလောက်ရှိတဲ့ဖရီဂိတ်စတမောကြီးကိုပြည်ရင်းမှာကိုယ်တိုင်ထုတ်တဲ့တက်မလို့ရှိကီလိုဂရမ်စံရင်းကြီးကိုပိုင်ဆိုင်တဲ့တက်မလို့ရှိဘုရားတို့စစ်တီတီတမောကြီးတွေပိုင်ဆိုင်တဲ့တက်မလို့ရှိမရှာကြီးရဲ့ကင်ငါးစနစ်လိုရဟန်းကြီးပိုင်ဆိုင်တဲ့တက်မလို့ရှိတက်မလို့ရှိရမောင်ရွှေလေးရေတက်စခန်းတော့ကြာခဲ့ရဘာပြောမလဲကြည်နေတာဒီသူတို့ခင်မိပါတယ်ဆိုတော့စတန်ဒတ်အမီဂျီရဲ့ပေါ့နော် ်ဧတဌာနချုပ်တွေကကျွန်တော်အေလီထဲကိုကြားတယ်ဆိုပြီးမှပြောထားတာတော်တော်လေးကြီးစရာကောင်းတာဖြစ်ပါတယ်တပ်မတော်ကြီးကယာစီစစ်တီကိုမင်းသားကြီးကမေးဝန်ထုတ်ပါတယ်မင်းသားကြီးကမေးဝန်ထုတ်ပါတယ်ဒီလိုက်ရင်းပါတယ်မင်းသားကြီးအကြောင်းနဲ့ပတ်သက်ပြီးပြောခဲ့ပြီးသွားပြီဒီတပ်မတော်ရေရုပ်စုချုပ်ကကျွန်တော်ကိုဘုရုပ်ကြီးထိန်ဝင်းပါอืมပြောပါတပ်မတော်ကြီးနဲ့တမိုင်းစင်လာကောင်းမှုလိုအပ်တယ်တပ်မတော်ကြီးမှာဘာလို့ခင်ဗျစစ်ရင်နေရဟင်းနေ နော်စစ်တီရန်ရပြောရတဲ့ရင်ရင်ကြီးရှိရသားနဲ့စစ်တွေ့ပါကျန်တဲ့နေရာထားရတော့ဗျာမောင်ရွှေလေးကိုရေတက်စကိုင်းရန်သူတို့ကိုပါသွားတယ်ဒါတက်တော့ရေမှာရှိရဲ့အရာရှိစစ်တီရဲ့စွမ်းဆောင်ရည်တွေကိုမင်းမထုတ်စရာဖြစ်လာတယ်ကျွန်တော်သိပါတယ်တက်တော့ရေကတိုက်ရင်ရင်နေရအာဖန်တင်မိုးတွေနဲ့ပင်လယ်မှာတောလာတဲ့မဟုတ်တင်မိုးတွေတော့ပဲစိတ်ဝင်စားတယ်အာနော်တဲ့ကိုပြောပြီနော်ဒီ ျွန်တော်အဖေကျွန်တော်ဘာတွေလဲသိပါတယ်။တက်မလို့ရေရရရှိစုတည်နေတဲ့ဟာနိုင်ငံတော်ဟာနိုင်ငံသားမတက်မလို့တဲ့။ငါကြီးအတက်ကိုစွလွရန်တိတ်တန်ပြူပါရေးဆိုတဲ့ဆောင်းဝုန်းနဲ့ညီ။ဒီနေ့ခိုင်းပါပြန်လဲပြီးတော့ထိုးစစ်ရှင်တိုက်ခိုက်မယ်။ညီမတက်မလို့ရဲ့ကြီးကြီးလေးကန်တက်စစ်စင်ရေးကြီးဒီမှာစောစောနဲ့ပါတဲ့တက်မလို့ရဲ့တက်မလို့ရေရဲ့ဂုံကိုပြစ်တင်ကြဖို့မင်းသားကြီးကဒီနေရာကနေလေးလေးနဲ့နဲ့တိုက်တွန်းတယ် ီတကောင်သားတော်ဟာသားတွေပြောတတ်တယ်နော်အခုဆိုရင်တို့ရဟန်ပြည်ဘက်မှာရေတပ်ဌာနချုပ်တွေအရဆိုရင်ကပ္ပစင်မီတွေဆိုပြမချွေးချောင်းနေပြင်မဲ့အများစုကအေးရလက်ထဲကိုကြောက်နေတယ်ဆိုတာတို့ကိုယ်တိုင်ထုတ်ဖော်ပြချထားတာကျွန်တော်သိတာဖြစ်တယ်ပေါ့နော်ဆိုတော့မကြာခင်မှာတော့ကျွန်တော်ဒီချုပ်ဖြစ်မှာရှိတဲ့တညာဝရီရေတပ်ဌာနချုပ်ရောပြီးတော့မှကျွန်တော်ဒီစစ်တွေမှာရှိတဲ့စကောင်စီရဲ့ရေတပ်စခန်းတွေအားလုံးအားဆိုရင်အေးလက်ထဲကိုကြောက်ဖို့နှိစက်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာမှဒီရေတပ်စခန်းအကောင်တွေကပေါ့နော်လိုဆောက်လို့ကောင်းနေတော့ဆိုပြမဒီဘောမကိုယ်တိုင်ကနေပြမပြောဆိုလာတာမလို့မြောက်လိုက်ရင်လည်းဘယ်လိုမျိုးတွေတုံ့ပြန်ပြီးတော့မှ ဆောင်ရွက်မလဲဆိုတော့စီဝင်စားဖို့ကောင်းတဲ့တော့ပဲဖြစ်ပါတယ်ဘလိုပဲပြောပြောရခိုင်ပြည်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းစင်မဲ့ဆိုတာတော့เนาะကျွန်တော်တို့ချင်းတွေပြောလို့ရနေတာဖြစ်ပြီးတော့မှဘူချုပ်ထွန်းမြတ်နိုင်ငံကနေပြီးတော့မှနေပြည်တော်ထိတည်တင်းဖို့တောင်းဖို့ဆိုရင်လှုပ်ဆောင်နေရတော့ကျွန်တော်မျိုးဝပြည်သူတွေအားလုံးတွေးနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနေပြီးတော့မှထိုင်းနိုင်ငံကိုအစည်းအဝေးတွားတက်မဲ့မြောက်လိုင်းနဲ့ပတ်သက်ပြီးတော့မှပေါ့เนาะထိုင်းဆိုရကိုဘယ်လိုမျိုးပြောထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်เนาะဟိုလက်ရှိထိုင်းနိုင်ငံနေတဲ့ဘလိုတဘောနဲ့မင်းအောင်လိုင်းကိုလာခွင့်ပေးလဲတော့ တင်းချာချာမတိရလေဘူးဒါပေမဲ့တကယ်ကောင်းကောင်းမကြည့်ဘူးလာခွင့်ပေးတယ်ဆိုလို့ရှိရင်တော့ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စတော့လက်ရှိအာနာသိမ်းရတဲ့မင်းအောင်နိုင်ဟာမြန်မာပြည်မှာပြည်သူပေါင်းများစွာရဲရဲစက်စက်တက်ပြတ်နေတယ်ဒီကနေ့ထိလည်းလေနေနဲ့ဘုံကျဲနေတယ်နော်ဒါအာယာဝါနဲ့ပဲပိတ်ဆို့မှုတွေအေးအေးမှုတွေကအစအုပ်ချမှတ်နေတယ်အဲ့တော့အဲ့လိုအချိန်မှာနိုင်ငံတကာပိတ်ဆို့မှုကြီးနေတဲ့အချိန်မှာမင်းအောင်နိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ပေးတယ်ဆိုတော့ထိုင်းနိုင်ငံတဘောတရားဒါတစ်ခုတည်းတော့လုံးဝမဖြစ်နိုင်ဘူးဒါဟာတရားဝင်ရှယ်လေမှုလို့ယူဆတယ် ဘာဖြစ်လို့လဲထိုင်းနယ်စပ်မှာကြားပြန့်အရေးခေါင်းစဉ်တက်ပြီးတော့ခလောက်ဆန်လိုက်တယ်အဲ့တော့လက်ရှိချိန်ထိကြားပြန့်ခေါင်းဆောင်တွေကိုမိတယ်ဆိုတာမရှိသေးဘူးဓမ္မရှိတဲ့လူတွေကိုအတော်ပြီးတော့ကလေရင်နဲ့ခေါ်ပြီးပြန်ပြန်ပို့နေကြဒါအတိတ်ပဲရှိတဲ့လောက်ရမို့ရုပ်ရှင်ရိုက်နေတဲ့လောက်ရလို့ပဲရှုပ်နေတယ်နော်နောက်တစ်ခုကအဲ့ဒါလို့လောက်တဲ့နေရာမှာလက်ရှိလူရမဝင်တဲ့ဒီအာနာတိတ်အဖွဲ့ကိုနော်တုံးနိုင်ငံတွဲဆောင်ရေးဆိုပြီးတော့တရုတ်ကဘာလာလို့လဲဆိုတော့ထိုင်းနိုင်ငံနဲ့ဆက်လာပြီးတော့တရုတ်နိုင်ငံတက်ဆိုင်သူတွေထိုင်းဆိုရတက်ဆိုင်သူတွေပြီးအဲ့ဒီအာနာတိတ်ကနဲ့အကြမ်းဖက်ပေါင်းတွေကိုခေါ်ပြီးတော့ ုံးနိုင်ငံအစိုးရတွေနှိမ့်နှုံနှိမ့်နိုင်တွဲဆောင်လဲဆိုပြီးတော့လူရဆွဲတွင်းလာဒါဟာလူကမ္ဘာမှာလူရမဝင်ဖြစ်နေတဲ့ဒီအကြမ်းဖက်ကောင်တွေကိုလူရတွင်းတာပဲအဲ့တော့အဲ့လိုလောက်ရမျိုးကနေတစင်အခုမင်းအောင်နိုင်အောင်ထိုင်းနိုင်ငံကိုလာခွင့်ရတယ်ဆိုတာဒါတဖြည်းဖြည်းနဲ့နိုင်ငံတကာအရေးတွေကိုဒီအာဏာသိမ်းပြီးတော့ကိုကိုရမဲ့နေတဲ့ဘွားပြက်နေတဲ့ကောင်တွေကိုလူရဝင်အောင်ပြန်ဆွဲတွင်းတဲ့တရုတ်ကလောက်ရတယ်ပြည်ထဲမှာလည်း MNDA ဖွဲ့ကိုအရင်ဦးဆုံးအပြစ်ရခိုင်းတယ် အမန်ဒီရအပြစ်မရတဲ့အချိန်မှာအမန်ဒီရခေါင်းကောင်ကိုအကြက်ကြုတ်သဘောမျိုးနဲ့ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့အကြက်ကင်တယ်အကြက်ကင်ပြီးတော့လက်ရှိတိုက်နေတဲ့အမန်ဒီရစီရလုံးဝချက်ဆိုင်အောင် အကုန်လုံးအမိတ်အာနာနဲ့လိုက်ရခိုင်းတယ်နော်နောက်တစ်ချက်ကလက်ရှိအမန်ဒီရတက်ဖို့တွေအခုကိုတော့ခေါ်ဝါးတွေ့ခေါ်ဝါးတယ်တရုတ်ကခေါ်တွေ့တယ်အဲ့တဲ့အတွက်တင်းတော့မထွက်လာဘူးအဲ့တော့တရုတ်ကလောက်ရက်ကိုကြည်ချင်းအဖြစ်လက်ရှိတရုတ်ကဒီအာနာတိုင်းနဲ့စစ်ကောင်စီကိုမပြစ်မနေနိုင်အောင်လို့လောက်မဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ MND ပါဝင်တိုင်းနဲ့နဲ့ကင်တွေကိုကျွန်တော်တို့ပြောချင်တာကအဓိကတော့ဒီဝတဲ့ MND ပေါ့နော် ခမားတို့ဟာတရုတ်နဲ့မกินဘူးမှန်းတယ်ဒါပေမဲ့မြန်မာနိုင်ငံကိုဖဲ့ပြီးတော့တရုတ်နိုင်ငံပေးနိုင်တာပေးနိုင်တယ်ဆိုရင်တော့ဆက်လုပ်ပါတရုတ်ကအမေရိကန်ဆက်နေပါဆက်လုပ်ပါတရုတ်ကခစ်ခစ်နယ်ချက်နီးနဲ့နယ်ချက်တာအယူဆုံးတရုတ်ဒီမရောက်နိုင်အာနာတိန်ဝါကြီးအာနာတိန်ကလည်းမရောက်နိုင်အနိုင်ရဝါကြီးနံပါတ်၁မြစ်ဆုံစီမံကိန်းဖြစ်လိမ့်မယ်မြစ်ဆုံစီမံကိန်းကဖြစ်လို့ရှိရင်အချိန်မရွေးမြစ်ကြီးနားကြီးပြည့်စည်သွားလို့ရတယ်အေယာဝတီမြစ်ဒေါ်တောင်ချောက်မှာရှိတဲ့ရွာတွေအားလုံးပြည့်စည်ပြီ ဒါပေမဲ့ဓမ္မတီးရရမယ်အခွင့်ရေးကမပြောပါတော့တဲ့ပမာဏလေးအကောင်လုံးရမယ်အကျိုးမြတ်တွေအားလုံးကတရားဝင်ယူပါမယ်လက်ရှိမြေဆောင်လုံးမဲ့နေရာတော်မှာနော်အကြောင်းပြပြီးတော့မလုပ်နဲ့တစ်ပိတွေကိုတို့အမြင့်လိုက်စုံလိုက်တူးပြီးတော့ဒီ22ဘိတ်ကားတွေတင်ပြီးတရားကိုတားလိုက်ခဲ့တယ်အဲ့ရမြေဆောင်ကတူးလုံးတဲ့မြေကြီးကိုတခါတည်းကားနဲ့ကဲ့ယူရတယ်အဲ့တော့အဲ့ဒီမြေကြီးတွေအဲ့ဒီနေရာမှာဘာတွေတန်ဖိုးရှိတယ်စဉ်းစားကြည့်ပေါ့ကချင်ဒီကချင်ကနေတရုတ်ထိကားတစ်ခေါက်22ဘိတ်ကားတစ်ခေါက်ရောက်ဖို့အတွက်ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ မြေကြီးတက်တက်ဆိုရင်အဲ့ဒီမြေကြီးတွေတည်သွားမလားရိုးရိုးတက်ပြီဆိုရင်အဲ့လိုအဆုံးလိုက်ကြီးတည်သွားမလားကိုစီပြောသွားတဲ့အကြောင်းပါနဲ့နော်အခုဆိုရင်ထိုင်းဘက်ကနေပြတော့မမြောက်နိုင်ကိုဒီတွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့သဘောကတော့ကျွန်တော်တေချာလေးပြောမယ်ဆိုရင်ထိုင်းရဲ့တေချာဘာလဲဆိုတာမြေခွန်းထွက်မှာပဲဖြစ်ပါတယ်ထိုင်းဘက်ကနေပြတော့မအခုလိုမျိုးပါနော်ကျွန်တော်တို့ဒီစပေးရှောင်းတွေကိုလက်ခံပေးတာကျေးဇူးတင်ပါမယ်တစ်ဖက်မှာတော့ကျွန်တော်တို့တချို့ပေါ့နော်ဒီထိုင်းရောက်မြန်မာတွေကိုဖမ်းဆီးပြီးတော့မှစစ်ကောင်စီလက်ထက်ကိုအာဏာတော်တွေအခုဆိုမြောက်လိုင်းကိုသူတို့အနေနဲ့တွေ့ဆုံပြီးတော့မှပေါ့နော် လီလူယာတွင်းဖို့လွန်နေတာတွေကတော်တော်လေးကိုလက်မခံချင်စရာကောင်းနေတာပဲဖြစ်ပါတယ်။နောက်ကွယ်ကနေပြီးတော့မှတုံနဲ့ရုရှားကနေပြီးတော့မှအခုဆိုရင်ဒီကမ္ဘာအလဲထုတ်ပေါ့နော်။မြောက်လိုင်းကိုပြန်ပြီးတော့မှလူယာတွင်းနေတာဖြစ်ပေါ့ဒါကကျွန်တော်အတွက်ဒီတော်လိုင်းရဲ့ချပေးခေါင်းလုံးတမီးနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့လည်းပေါ့နော်။ဒီတုံနဲ့ရုရှားရဲ့ပူးပေါင်းမှုနဲ့သူစစ်ကောင်စီရဲ့တဖန်ပြန်ပြီးတော့မှနှိုးထလာမဲ့အခွင့်အရေးကိုမြေမြဆဆဆအဆုံးတတ်နိုင်ဖို့ခုခုတည်း စ조사တင်နေတာဖြစ်ပြမတ်သံရာပုဂ္ဂိုလ်ဖွဲ့စီရီနဲ့လဲပေါ့နော်ကျွန်တော်ဒီတပေါင်းစုစည်းတခုဖွဲ့စီပြတော့မှာဆက်အနိုင်တရေးတာ조사တင်နေပြီဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မှာလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြတ်ဗီဒူများလုံးထူးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမချင်းနဲ့ပြည့်စုံပြတော့မှာတရားရဲ့ချန်နယ်နေလေးပဲဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်